ားစင်းနေမြောက်ဝေပေးခြင်းတဲ့အကြောင်းအရာလေးကကျွန်တော်ဒီမှာပေါ့နော်ပို့ပို့ desktop မှာဒါပို့ကျွန်တော် desktop ဆင်းတော့မယ်လေးဆိုရင်ကျွန်တော်တို့ဟိုဆင်းရမယ့်ပုံစံလေးပေါ့နော် desktop ဆင်းတော့မယ်ဆိုရင်ဆိုင်းရမယ့်ပုံစံလေးတွေချိတ်ဆက်ရမယ့်ပုံစံပုံစံလေးတွေကိုကျွန်တော်ဒီနေ့မြောက်ဝေပေးခြင်းတယ်ပေါ့နော်ကျွန်တော်တခါရဲပုံကောင်းမကောင်း RAM မကောင်း RAM ကောင်းမကောင်းလေကျွန်တော်တို့တခါရဲကြည့်လို့ရတယ်ဒီပြင်မှာပဲကျွန်တော်တို့ကြိုးကြိုင်းနေပါရဲ့ကျွန်တော်တို့တခါရဲပြမယ်ပေါ့နော် ဒီပုတ်ကလေးကျွန်တော်တို့ကောင်းမကောင်းနဲ့ CPU ကောင်းမကောင်း RAM ကောင်းမကောင်းကိုကျွန်တော်တို့ဒီမှာတစ်ခါရေးကြည့်လို့ရတယ်ပေါ့နော်။ဒါကြောင့်မကျွန်တော်ဒီနေ့ဒါလေးကိုအပြင်ပါပဲကျွန်တော်စမ်းပြမှာပေါ့ဒီမှာသွားပုတ်ကလေးဒီကောင်ကျွန်တော်တို့ AMD ပေါ့နော်ပုတ်ကတော့ Bio Star ထုတ်တဲ့ပုတ်နော် AMD A8 ဒီကောင်9800 9800ဒီကောင်တော့ဟိုဖိုကိုပဲရှိတဲ့တွေ့ဒီကောင်က43အိမ်3လေးပဲကောင်းတယ်ပေါ့နော်။ဂျန်ကတော့7ဂျန်တော့ရှိတယ်။ ပြီးတော့ဒီကောင်ကဒီတရားကိုရန်ဒီတရားကိုနဲ့လာတယ်အဲ၈ဆက်ကသူက A 3200 MA နဲ့တုံထားပါတော့ဆိုတော့ဖူကိုပဲရှိတဲ့အတွက်ဂိမင်းနေဗီဒီယိုအစ်တီတင်ကြီးမားတဲ့ဟာတွေတော့အဆင်မပြေဘူးပေါ့နော် Office ၄လောက်နဲ့ A 3400အတွက်အဆင်ပြေတယ်ကောင်းကောင်းတုံးလို့ရတယ်ပေါ့နော်အဲဒါကျွန်တော်ဒီဟာလေးခြေဆက်တာ join တာကောင်းမကောင်းကျွန်တော်ကြည့်လိုက်အောင်အပြင်ပါပဲနော်ကျွန်တော်ဒီမှာ power supply ပေါ့နော် နော်ပါဆပ်လိုင်းပါဆပ်လိုင်းဒီမှာဝက်900လို့ရေးထားတယ်ဝက်900ပြည့်ချင်မှတော့ပြည့်မှာပေါ့နော်ကျွန်တော်တို့ဝက်600လောက်တော့ရှိမှာပေါ့နော်ဒီမှာဝက်900လို့ရေးထားတယ်ပါဆပ်လိုင်းနော်ဒီမှာစာတာကျိုးဒီမှာကျွန်တော်တို့ SSD ပေါ့နော် SSD ကျွန်တော်တို့ဒီမှာရှိမယ်ကျွန်တော်ဒီမှာမော်နီတာမှာကျွန်တော်တို့ဒီမှာမော်နီတာပါဝါကျိုးရှိမယ်ကျွန်တော်ဒီမှာ PC ကျိုးနဲ့ပေါ့နော်မော်နီတာ PC ကျိုးနဲ့ကျွန်တော်ရှိမယ် ျွန်တော်ဒီဟာအရင်ဆုံးချိတ်ဆက်ဟာပေါ့နော်ပါဆိုင်းနဲ့ပါဝါဆပ်လိုက်နဲ့ပုံနဲ့ချိတ်ဆက်တာကိုကျွန်တော်ကြည့်လိုက်အောင်ဒီကောင်ကကျွန်တော်တို့နော်88 88ကျွန်တော်24ပြန်ဒီကောင်ကိုကျွန်တော်တို့ဒီတက်မယ်ပေါ့နော်ဒီမာသားဘုတ်ကျွန်တော်တို့24ပြီမှာတက်မယ်ဒီကောင်လည်းဘာမှခက်ခဲရင်းမရှိဘူးကျွန်တော်တို့ဒီတိုင်းပဲကျွန်တော်တို့ဒီမှာပေါ့နော်စိုက်အောင်မယ်ဒါလေးဖြီးပြီးစိုက်အောင်မယ်ပေါ့နော်24ပြီမှားစရာလည်းမရှိပါဘူး င်ရပြီเนาะကျွန်တော်တို့တန်တိဖို့ပြင် ATM တန်တိဖို့ပြင်ကျွန်တော်တို့ site ပြီးသွားပြီပြီးရင်ကျွန်တော်တို့ဒီမှာ power supply မှာပါတယ် CPU ပေါ့เนาะ CPU သွားတယ်ဖိုးပြင် CPU ဖိုးပြင်ကျွန်တော်တို့တက်မယ်ဒီမှာကျွန်တော်တို့ CPU ဖိုးပြင်ဒီမှာရှိရနော်ကျွန်တော်တို့ဒီမှာတက်မယ်နော် CPU ဖိုးပြင်ပြီးရင်ကျွန်တော်တို့ connect join เสียကကျွန်တော်တို့ဒီမှာကအပြင်မှာပဲ join တာဖြစ်တော့တယ်ကျွန်တော်တို့ ဟတ်တက် LED မီးတို့ဟတ်တက်ကျွန်တော်တို့ဟတ်တက်နဲ့သက်ဆိုင်တဲ့မီးပေါ့နော်ဟတ်တက်နဲ့သက်ဆိုင်တဲ့မီးပါဝါဂျိုးပါဝါမီးနောက် USB နဲ့သက်ဆိုင်တဲ့ဂျိုးတွေကေဘယ်ဂျိုးတွေချာဂျိုးတွေမတက်သေးဘူးနော်ကျွန်တော်တို့ဘာမှမတက်ဘူး Voice ဒီတိုင်းပဲကျွန်တော်တို့စမ်းပါကျွန်တော်ဒီမှာကျွန်တော်တို့ SSD ကိုပါဝါဂျိုးတက်မယ်ပေါ့နော် SSD ပါဝါဂျိုးတက်မယ်ကျွန်တော်တို့ SSD ပါဝါဂျိုးတက်ပါဝါဂျိုးတက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ SATA တက်မယ်ပေါ့နော် ဒီစာတာကကျွန်တော်တို့ဒီမှာစာတာ slot 4ခုရှိရနော်တိုက်တဲ့နေရာတက်လို့ရပါတယ် slot 4ခုမှာကျွန်တော်တို့တိုက်တဲ့နေရာတက်လို့ရတယ်ဒီမှာဒါဆိုရင်အဆက်စီကျွန်တော်တို့တက်ပြီးပြီဒီကောင်အတားလေးကတော့အတန်ပေါ့ speaker အတန်လေးကျွန်တော်တို့ဒီမှာတက်ထားလိုက်မယ်အတန်နားထောင်ရင်နားပြီးတော့ဒီအတန်လေးထွက်တဲ့အတန်ပေါ့နော်နားထောင်ရင်ကျွန်တော်တို့မှန်းလို့ရတယ်ပေါ့နော်ဘာဘာဖြစ်တယ်ဆိုတော့လေကျွန်တော်မှန်းလို့ရတယ်ဒါကြောင့်ဒါလေးကိုကျွန်တော်တို့တက်ထားမယ်ကျွန်တော်ဒီမှာ ဒါကတော့ကျွန်တော်မော်နီတာနဲ့ join ပါမှာเนาะ QG နဲ့ join ပါပါကျွန်တော်ကဒီမှာက HDMI port ဒီမှာ HDMI port ပါတယ်เนาะ HDMI port ပါတယ်ဒီမှာကျွန်တော်တို့ဒီမှာ HDMI port ပါတယ် QG port ပါတယ်เนาะကျွန်တော်ကျွန်တော်ကလောဆယ် QG port နဲ့ပဲဆံပြမှာเนาะအဲကျွန်တော်တို့ QG HDMI ရှင် HDMI နဲ့ဆံလို့ရတယ်ပေါ့เนาะကျွန်တော် QG နဲ့ပဲဆံပြမယ်ဒီမှာ QG connector ကျွန်တော်တက်လိုက်ပြီเนาะ ီ PG ကျွတ်ကကျွန်တော်တို့ဒီ monitor ကိုတွားပါတော့ဒါကတော့ monitor ကို power ကျွေးမဲ့ကျူ monitor ကိုကျွန်တော်တို့ power ကျွေးမယ်နောက်ကျွန်တော်တို့ power supply ကိုလည်းကျွန်တော်တို့ power ကျွေးရမှာပေါ့နော်ဒီမှာ power supply ကို power ကျွေးဖို့ကျွန်တော်တက်ထားလိုက်မယ်ဟုတ်လား power supply power ကျွေးဖို့နော်ဒါဆိုရင်ကျွန်တော်တို့24 pin တက်ပြီးပြီကျွန်တော် PG ကျွတ်တက်ပြီကျွန်တော် mouse မောက်ကနော်ကျွန်တော်ခဏတက်ထားလိုက်မယ်ကျွန်တော်တို့လိုအပ်ရင်တုံးလို့ရအောင်လို့မောက်ကျိုးလေးပါကျွန်တော်တက်ထားလိုက်မယ် ဲဆိုရင်ကျွန်တော်တို့ဒါဆိုရင်တော်တော်စဲကျွန်တော်တို့ run ကြည့်လို့ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ run ကြည့်လို့ရပြီ run လဲစိုက်ပြီးဒါကျွန်တော်တို့ဒီမှာ CPU ကန် CPU ပါပြီးဒါဒါဆိုရင်ကျွန်တော်တို့ power ကျွေးမယ်ပေါ့နော် monitor ကို power ကျွေးမယ်ကျွန်တော် power supply ကို power ကျွေးမယ်ပေါ့နော်ဒီမှာ power switch ပေါ့နော် reset switch တို့ power switch တို့ကျွန်တော်တို့ဒီမှာရှိပါတယ်နောက် LED ဟို head တို့ပါနော် head LED တို့ကျွန်တော်ဒီမှာရှိမယ်ဒီမှာသူနဲ့သက်ဆိုင်တဲ့ကြားထားရပါတော့သူနဲ့သက်ဆိုင်တဲ့ pin လေးတွေဘယ်လိုတက်ရမလဲဆိုတာပြထားတယ်။ဒီမှာဆို power on off ဒီမှာဆိုရင် reset လို့ရှိမယ်။ဒီမှာဆို head LED ရှိမယ်။ဒီ power LED reset လို့ power switch on off ပေါ့နော်။ဒီဘက်က speaker ချမ်း speaker ဘက်ချမ်းရှိမယ်ပေါ့နော်။ဒါလေးကိုကျွန်တော်ဒီမှာပြထားတယ်။အဲ့ဒါလေးကိုကြည့်ပြီးတော့တက်ရုံပဲပေါ့နော်။အဲ့ဒါကကျွန်တော် USB ကေစင်ဘုံးမှာရှိတဲ့ဂျူးပေါ့နော်။ဒီစင်ဘုံမှာရှိရကျိုးအဲ့မှာ USB ပေါက်ဒီပါပါပေါ့နော်အဲ့ကောင်နေနဲ့ကျွန်တော် join ရမှာပေါ့နော်ဘာလို့လဲဆိုကျွန်တော် run မယ် run မယ်ဆိုတော့ကျွန်တော်ကြည့်လိုက်တော့ ပါဝါ on off switch ကဒီဘက်ပါမော်နော်ဒီဘက်ဆုံးငုတ်နှစ်ငုတ်ဖြစ်တဲ့အတွက်ကျွန်တော်ထိအောင်မထိလိုက်မယ်နော်ကျွန်တော်ပါဝါပါဝါဝင်ပြီးဖြစ်တဲ့အတွက်ကျွန်တော်ဝင်ကြည့်လိုက်မယ်အင်းဒါဆိုကျွန်တော်ထိအောင်မထိတာပါနော် reset switch ကိုထိအောင်မထိလိုက်တယ်ဟောဒါဆိုရင်ကျွန်တော်တက်ပြီအင်းသူက CMU ကဖေးသူက CMU ကပွားဖြစ်တယ်ပါနော် CMU ကမကောင်းဘူးလို့ပြောနေ CMO battery လေးမကောင်းဘူးလို့ပြောနေကျွန်တော်စောင့်ကြည့်လိုက်မယ်နော်တက်မတက်ဟောတက်ပြီ ဒါဆိုရင်ကျွန်တော်တို့ပုံမှန်အားလုံး normal အလုပ်လုပ်တယ်ပေါ့နော် CPU RAM အားလုံးအားလုံး normal တိုင်းအလုပ်လုပ်တယ်ဒါဆိုရင်ကျွန်တော်ကဒီအပြင်မှာယာယီစမ်းကြည့်ပြီးကျွန်တော်တို့ကိစင်ပုံမှန်သွားထိုင်လို့ရပြီပေါ့နော်ကျွန်တော် shutdown ပြန်ချလိုက်မယ်နော်ကျိုးမောက်ဘက်ကျိုးဒါ USB မောက်ဘက်ကျိုးဖြုတ်ပြီးကျွန်တော်တို့ဒီမှာဘူဂျီကျိုးဖြုတ်မယ်ပေါ့နော်ဘူဂျီကျိုးကျွန်တော်ဒီမှာ CPU ကျိုးဖြုတ်မယ် CPU power ကျိုးရကိုဖြုတ်ပြီเนาะဒီမှာ4 pin ကျိုးကျွန်တော်ဒီမှာ SATA SATA connector လေးဖြုတ်ပြီးကျွန်တော်ဒီမှာ SSD ကိုပူကျွေးတဲ့ဖြုတ်ပြီเนาะကျွန်တော်နောက်ဆုံးကျွန်တော်ဘာဖြုတ်မလဲ24 pin ကျွန်တော်ရရပါပြီဒါဆိုရင်ကျွန်တော် pass band တက်တယ်ဒါဆိုရင်ပုတ်တက်တယ်ပေါ့เนาะပုတ်တက်တယ်ဖြစ်သွားပြီအားလုံးမှာဒါဆိုရင်အပြင်မှာ test run လုပ်တာကျွန်တော်တို့ပြီးသွားပါပြီပေါ့เนาะကျွန်တော်ဒီကောင် ကိစင်တက်တဲ့မျိုးကြည့်လိုက်အောင်ဒီကိစင်ကကျွန်တော်တို့တစ်ခါထိုင်လိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ IOC ဒါကကျွန်တော်တို့ IOC ပေါ့နော်ဒီကောင်ကကြာတော့ဒီ IOC လေးရလေသူ့ဘုံနဲ့သူပေါ့နော်သူ့ဘုံမှာသူ့ဆလော့နဲ့သူမှာအဆင်ပြေတာဒါကြောင့်ဒီ IOC လေးရလေမာသားဘုတ်ဝယ်တဲ့အခါကျွန်တော်တို့ တွဲရက်ပါဖို့လိုတယ်ပေါ့နော်သူနဲ့တက်ဆိုင်နေမာသားဖို့နဲ့တက်ဆိုင်နေအယုံရှိလေးတွဲရက်ပါဖို့လိုတယ်ဒါလေးကိုကျွန်တော်ဒီမှာတက်ပေါ့နော်ဒီမှာကျွန်တော်ဟိုပါပေါ့နော်ဖလင်းပြားကော်ပြားလေးတက်ပြန်ခံထားတယ်အက်ဒီပါလေးမဝေအောင်တက်ဒီပါလေးမလိုက်အောင်ပေါ့နော်ကော်ပြားလေးကျွန်တော်ခံထားတယ်ဒီမှာ password တက်ပြီးသား650ဝက်ဒီ password နဲ့ကောင်းတယ်ဒီမှာပါပြီးသား password ပေါ့နော်ဒီတိုင်းမှမြင်ရမှာနော် ဖြစ်အောက်ကပြင်ကြပါတော့ကျွန်တော်အောက်ကမနေချိန်နေရကျက်တယ်လေ။ဒါဆိုရင်ကျွန်တော်တို့ဒါတက်တာပြီးပြီပေါ့နော်။ကျွန်တော်တို့ဒီမာဝတ္တုမာတာဘုံတက်တာပြီးပြီပေါ့နော်။ဟုတ်။ကျွန်တော်ကျူးရံတောင်းနေ။ မှာပါတဲ့ကျိုးကိုကျွန်တော်တို့ကျွန်တော်ကြမ်းမယ်ပေါ့နော်နော်ဘောနော်ကျွန်တော်တို့24ပင်ဒီကောင်ကိုအရင်တက်မယ်24ပင်ကိုနက်တာကိုအရင်တက်မယ်ကျွန်တော်တို့ဟုတ်ကဲ့ကျွန်တော်ရပြီ24ပင်ကိုနက်တာတက်ပြီးရင်ကျွန်တော်တို့ CPU

ပတ်သက်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ power ကျိုးပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်တို့ power ဒီ power ကျိုးလေးကိုကျွန်တော်တို့တက်မယ်နော်ကျွန်တော်တို့ power ကျိုးလေးဟတ်တဲ့ LED power switch ရယ်ကျွန်တော်တို့ reset switch ရယ်ဒီမှာကျွန်တော်ကျွန်တော်စ power switch ဒါဆိုရင်မှ reset switch နော်ဒါဆိုရင်ကျွန်တော်တို့ power LED ဟတ်တဲ့ LED တို့ဒါလေးတက်မယ်ပေါ့နော်ဒီမှာလည်းကျွန်တော်ခုနပြတဲ့အတိုင်းဒီမှာသူ့ရယ်ဟိုဟာပြထားတယ်ပေါ့နော်ဒီမှာ ဲသူ့ရဲ့တိုင်ခွဲလေးပြထားရင်အဲ့တိုင်းလေးပဲကျွန်တော်တတ်ရုံနဲ့ဒါနဲ့ကျွန်တော် power LED ကြီးအကုန်တက်ပြီပြီနော် power LED ဟဲ့ဒီ LED ရော power switch ကို power clock ကိုကျွန်တော်တို့ power switch ကို power user clock ကိုကျွန်တော်အကုန်တက်ပြီသွားပြီနော်ကျောင်းကျရာမှာလာသုံးနိုင်လို့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ အဆက်ဒီပဲကျန်တာပေါ့နော်အဆက်ဒီကိုကျွန်တော်တို့ဒီမှာအားလုံးအဆက်ဒီကိုကျွန်တော်တို့တတ်မယ်နော်အဆက်ဒီရလည်းဒီမှာကျွန်တော်တို့သူ့ကိုပါဝါကျွေးရမယ်နော်သူ့ကိုပါဝါကျွေးဖို့အတွက်ကျွန်တော်တို့ပါဝါကျွေးရှာမယ်ဒီမှာပါဝါတက်မယ်နော်ကျွန်တော်ဒါပြီးရင်ကျွန်တော်ဒီမှာသူ့ကိုစတာပေါ့စတာကျူးတက်မယ် ါဆိုရင်ကျွန်တော်တို့ကျိုးရရတော့အကုန်များများ join လုပ်ပြီးသွားပြီပေါ့နော်ဒီမှာ24ပြင် ATA ကျိုးတက်ပြီးသွားပြီကျွန်တော်တို့ power ကျိုးတွေတက်ပြီးသွားပြီတခြားမိအောင်တက်မယ်နော် power ကျိုးတက်ပြီးသွားပြီ starter ကျိုးတွေကျွန်တော်ဒီမှာ external headset တွေတက်ပြီးပြီကျွန်တော် window တက်မယ် SSD တက်လဲကျွန်တော်တို့ join ပြီးသွားပြီဖန်ကျိုးလဲကျွန်တော်တို့ join ပြီးသွားပြီပေါ့နော် CPU CPU အတွက်လဲ power လဲ join ပြီးသွားပြီ CPU အတွက် power လဲ join ပြီးသွားပြီပေါ့နော် ါဆိုရင်ကျွန်တော်တို့ power supply တစ်လုံးပေါ့နော် power supply တစ်ခုကေစင်တစ်ခုဆင်တာကျွန်တော်တို့ပြီးဆုံးသွားပါပြီပြီးဆုံးပြီးတော့ကျွန်တော်တို့ဘာရှိမလဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့နောက်မှာဆိုရင်ကျွန်တော်ပေါ်ရီပါမှာပေါ့နော်သူပေါ်ရီသူနဲ့သက်ဆိုင်တဲ့ပေါ်ရီပါမှာကျွန်တော်တို့ဘူဂျီအချိုးဒါဆိုရင်ဘူဂျီအချိုးဘူဂျီအချိုးဆိုရင်ဒီမှာကျွန်တော်ဘူဂျီအချိုးတက်မယ်ဒီကောင်မော်နီတာကိုတွားမယ်ပေါ့နော်မော်နီတာကို output ထွက်ပေးမယ်ကောင်ကျွန်တော် HDMI ပေါ်လဲပါရတဲ့ HDMI ကနေပြီးတော့ကျွန်တော်တို့ monitor ကို output ထွက်လို့လည်းရတယ်ကျွန်တော်တို့ဒီမှာဆိုရင်ဒါကျွန်တော်တို့ ဟိုကီးဘုတ်တို့မောက်တို့ join မယ်ပေါ့နော်ဒီကောင်လေးကီးဘုတ်မောက်တို့ join လို့ရမယ်ဒီမှာ USB port တွေ join လို့ရမယ်တို့ LAN port တွေပါမယ်ဒီမှာ speaker port တွေပါမယ်ပေါ့နော်ဒါဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကဒီနေ့ system တပုံးစင်တာလည်းပြီးပြီအပြင်မှာ test run လုပ်ပြတာလည်းပြီးသွားပြီပေါ့နော်ကျွန်တော်တို့ခက်ခဲရင်းမရှိပါဘူးဒီတိုင်းပဲကျွန်တော်တို့ဒါကတော့ window တင်ပြီးသားကျွန်တော်တို့ SSD နဲ့ကျွန်တော်တို့ထည့် run တာပေါ့နော်ဒါဆိုရင်တော်တော်များများကျွန်တော်တို့ key sin တခုပြီးသွားပါပြီပေါ့နော်ကျွန်တော်ဒီနေ့ မာသားဘုတ်ဖြစ်မှာပေါ့နော်တက်စရန်လောက်တာပြီးတော့ပြီးပေါ့နော်မာသားဘုတ်ကောင်းမကောင်းရဲ့ဘရန်ကောင်းမကောင်း CPU ကောင်းမကောင်းရဲ့ကျွန်တော်တို့အပြင်မှာတိုက်ရိုက်ပေါ့နော်တက်စရန်လောက်ကြည့်ရပြီးပါပြီပြီးရကျွန်တော်စင်စတန်ဘုတ်မှာထိုင်ပြရပေါ့နော်ဒီနေ့အလုံးစုံ join တာရောဒီမှာတက်စရန်တော့ကျွန်တော်ပြီးသွားပါပြီကျွန်တော်နောက်ပြီးပါပြီပေါ့နော်အဲဒါဒီနေ့ကျွန်တော်ညဝေပြီးခြင်းတဲ့အကြောင်းအရာလေးဖြစ်ပါတယ်နောက်များမှာလည်းကွန်ပျူတာနဲ့ပတ်သက်တဲ့အကြောင်းအရာကြီးကျွန်တော်တည်တည်များအကြောင်းအရာရဲ့အားလုံးကိုကျွန်တော် share လုပ်ပြုံးမယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် like subscribe လုပ်ပြီးသွားဖို့ကျွန်တော်တောင်းဆိုပါရစေ